ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့အာရှတိုက်ရဲ့အချမ်းသာဆုံးတတိကြီးမူကက်အမ်ဘာနီကကြည်က roll rice ဒဇင်းရှိလားအိန္ဒိယတွင်ပထမအောင်ဆုံးစီးနိုင်သူဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြပြပေးသွားမှာပါ အမ်ဘာနီမီသားစုဟာအိန္ဒိယရဲ့အချမ်းသာဆုံးဖြစ်တဲ့အပြင်အာရှတိုက်ရဲ့အချမ်းသာဆုံးဖြစ်ပြီးတော့အိန္ဒိယမှာကားအဆင့်ရင်အများဆုံးပိုင်ဆိုင်ထားသူတဦးဖြစ်ပါတယ်။မူကက်ရှ်အမ်ဘာနီရဲ့မွန်မိုင်းမျိုးကကန်ဒေါ်လာ1ဘီလီယံတန်ကြီးရှိတဲ့အန်တီလီယာဆန်အိမ်ကြီးမှာ ကြီးမားတဲ့ကားကိုယ်ထောင်ကြီးရှိပြီးတော့ Geo Crash လို့အမည်ပေးထားပါတယ်။ကားစင်ရင်190အထက်ရှိတယ်လို့သိရပြီးတော့အစင်းရဲ့အတိအကျကိုမှဘယ်သူမှမသိကြပါဘူး။ MNI မိသားစုဟာအိန္ဒိယတွင် Rolls-Royce Cullinan SUV များအများဆုံးပိုင်ဆိုင်ထားသူဖြစ်ပြီးခန့်မှန်းခြေအပြင်အ ਨੇ ဆုံး၁၀စင်းခန့်ရှိနိုင်ပါတယ်။ Mukesh Ambani ရဲ့ကားကိုယ်တော်မှာနောက်ဆုံးရောက်ရှိလာသည်မှာ Taman Cullinan မဟုတ်ပါဘူး။ Tiga Rolls-Royce Cullinan ဖြစ်ပြီးတော့အိန္ဒိယမှာပထမဦးဆုံးဖြစ်ပါတယ်။ Mukesh Ambani ရဲ့ Rolls-Royce Cullinan ကားအမျိုးအစားကြီးကားကို Automobile Ardent India က၎င်းတို့ရဲ့ Instagram စာမျက်နှာမှာမျှဝေလာပါတယ်။ အဆိုပါကားကိုကြီးကားကားများအထူးကင်တွေသည့် Chandigarh Car Workshop တွင် တွေ့ရပါတယ်။သူရဲ့ Instagram စာမျက်နှာမှာရေးသားဖော်ပြထားမှုအရာ Ambani မိသားစုဟာ Kalinan အများပြပိုင်ဆိုင်ထားပြီးဖြစ်ရာအခုကြီးကားကားကိုဝယ်ယူဖို့အချိန်ကျပြီဖြစ်ကြောင်းဆုံးဖြတ်ခဲ့ကြပါတယ်။ Ambani ရဲ့ကားများအနက်လှပသောငွေရောင် Rolls-Royce Kalinan ကိုပုံတွင်ကြည့်ရှုပါဟုဖော်ပြထားပါတယ်။ ဓာတ်ပုံထဲတွင်တွေ့ရှိရမှုအရ series 1 model ဖြစ်ဖွယ်ရှိပြီးတော့ရခင်ကလေးကအန်ဘာနီမိသားစုပိုင်ဆိုင်ခဲ့သောကားများတွင်ပါဝင်ခဲ့ဟန်ရှိကယခုအခါကြီးကားကားဖြင့် modification များပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်မုခက်အမနီသည် Mercedes-Benz S680 Guard Sedan ဖြင့်သွားလာသည်ကိုမြင်ရလေးရှိပါသည်။ဒါပေမဲ့အိန္ဒိယမှာ SUV ကားများကိုလူကြိုက်များလာနေပြီးတော့အမနီမိသားစုကလည်းသူတို့ရဲ့လိုအပ်ချက်နဲ့ပိုမိုကိုက်ညီမဲ့ Chiga Cullinan ကားစီးရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ပါတယ်။ Rolls-Royce Cullinan က Luxury ကားများရဲ့ဖျားတစုဖြစ်ပြီးတော့6.75 liter twin turbo jet V12 engine သုံးထားပြီး fixed 63 bhp အားထွက်ကရုံးအား850 nm ရှိပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကတော့အာရှတိုက်ရဲ့အချမ်းသာဆုံးတတိစီမူခရှ်အမ်ဘာနီကဂျီဂါရိုးစရိုက်တစင်းရှိလာအိန္ဒိယမှာပထမဦးဆုံးစီးနိုင်သူဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရှင်။ ိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုဖို့ဒီ channel ကို like and subscribe လေးလုပ်ပေးထားကြပါနော်